ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေးရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စနေသားသမီးများကျူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနီဘုံမြမရူရာအထောက်အကိန်းစာအုပ်မှာဟောကြားထားသောစနေသားသမီးများအတွက်2025ခုနှစ်စက်တင်ဘာလ22ရက်နေ့မှအောက်တိုဘာလ6ရက်နေ့အထိ15ရက်စာဟောစတမ်းကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတူးစေတနာတူးမြစ်သားဆိုသလို Subscribe လေးနှိပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေအစ်စ်တနိုင်းတရားအောင်လဲဘင်းနာခေါင်းလောင်းလေးကိုလည်းနှိတ်ခမ်းပေးခဲ့ဖို့မမေ့နဲ့နော်စနေသားသမီးများအတွေ့19ရက်စာဟော့စတန်ဒီကာလအတွင်းမှာအပြိုင်ဆိုင်များအားလုံးကိုကြော်လွား၍တိုးတက်ခြင်းအောင်မြင်ခြင်းများကြုံရမယ်စနစ်တကျစီမံဆောင်ရွက်မှုရဲ့အကျိုးကောင်းများရရှိမယ်ပညာသင်တန်းနှင့်ပတ်သက်သောကိစ္စများအထူးအောင်မြင်မယ်ပညာကိုအခြေတည်၍လောကန်ဆောင်ရွက်ခြင်းများမှာ ထင်ရှားတိုးတက်မယ်စိတ်ကူးထားသည့်ကိစ္စများကိုလက်တွေ့အကောင်အထည်ပေါ်ရန်အခါကောင်းကြရောက်ပါれဒီရက်အတွင်းမှာရရှိထားတဲ့သတင်းစကားများကိုအသုံးချ၍အလုတ်ကျန်းစီများတိုးချက်ဆောင်ရွက်နိုင်မယ်တပါသူပြောဆိုသည့်စကားများမှမိမိအတွက်ထူးခြားသောအကြံဉာဏ်ကောင်းများပေါ်ထွန်းလာမယ်အယောင်ဝဲနဲ့စီဝါရေးဆောင်ရွက်နေသူများအဖို့အင်္ဂါနံကျန်တာပရိနံလုပ်ငန်းများလုပ်ကိုင်း၍အကျိုးအမြတ်များရရှိမယ်စနေနံလုပ်ငန်းများလုပ်ကိုင်းရန်မတင့်တော့ပါအရှုံးပေါ်တတ်ပါれဘုရုံနံလုပ်ငန်းများလုပ်ပါကရှုံးတက်လေ ယ်မြက်တလဲနဲ့အကုံကြများလူပင်ပန်းတလောက်အကျိုးမရှိသလိုကြုံရမယ်ယခုနေထိုင်ရာအရရဲ့မြောက်ရက်တို့ခီးသွားခြင်းကိုရှောင်ရှားပါယောဂတစုံတရာကန့်ညီခြင်းစိတ်ညစ်ခြင်းကြုံရတတ်ပါတယ်နေရဲ့တောင်ရက်အနောက်တောင်ရက်များမှာတခိုးတဝက်အန်းနေတတိထားရပါမယ်အိမ်တော်ဖေးသင်ရှိသောတကားဤတော့ဂလန့်အဆရှိသည့်မြောက်တွင် အပြည့်စည်ရှိပါကချက်ချင်းပြူပြန်လိုက်ပါလက်ပွင့်ကံကောင်းလာပါလိမ့်မယ်မိဖို့ကန်းတွင်ရှိသောဂိုင်းကျိုးကော်ဖီပကံအားလုံးဟာအနောက်တောင်ရက်တွင်တွားရောက် ဆွန့်ပြစ်လိုက်ပါစက်တင်ဘာလ25ရက်29ရက်အောက်တိုဘာလ2ရက်6ရက်နေ့များတွင် စိတ်ကူးပြီးအစမ်းထွန်းလောက်ကိုင်း၍အောင်မြင်မယ်နာမည်ကုန်သတင်းပြန်ပွားထင်ရှားမယ်အကြီးအကဲများထံမှအကြံကောင်းအထောက်အကူကောင်းရရှိမယ်ရက်ဝေးနှင့်ဆက်သွယ်ဆောင်ရွက်မှုများမှထူးခြားသော အကျိုးရရှိမယ်အနောက်ရက်အရှိတောင်အရများနှင့်ဆက်နွယ်ပြီးလုံသောကိစ္စများအကျိုးပေးမယ်အင်္ဂါနံဆက်စေးစားစံစီကြာသပရိနှင့်မြေပဲမျိုးစုံမှန်ဖန်အဆရှိသည့်လုပ်ငန်းတို့မှကောင်းသောအကျိုး းမြတ်များရရှိမယ်စက်တင်ဘာလ22ရက်25ရက်26ရက်28ရက်28ရက်အောက်တိုဘာလ3ရက်5ရက်နေ့များတွင်အိမ်အနီးပါမှပြုပြင်တည်ဆောက်နေသောအိမ်ရှိသူရောက်စင်မှပြိုလဲခြင်းထိရှာခြင်းဖြစ်တတ်ပါသည်ဒီရက်အတွင်းမှာတပားသူကျွေးမွေးတဲ့ကွင်စေးလက်ပတ်စားသုံးခြင်းများတရရှိပါထို့သို့ကန်နေသောရက်များတွင်မတော်မတရားအောက်လန်းကြသောနှီးပညာများဖြင့်မိမိအားတိုက်ခိုက်ပါကထိခိုက်နိုင်သောရက်များဖြစ်ပါသည်နေအိမ်သို့မဟုတ်အလုပ်နေရာရှိတွင်

ဖနက်စုပ်အဝစ်စုပ်ထိစုံများလာရောက်ပစ်ထားပါကလက်နှင့်မထိရပါစက်တင်ဘာလ24ရက်30ရက်အောက်တိုဘာလ1ရက်4ရက်နေ့များတွင်ရေးကြီးသည့်စာရွက်စာတမ်းများငွေကြေးကိစ္စများအတွေ့စကားပြောဆိုရန်ရက်ကောင်းများဖြစ်ပါသည်ရဝေးနှင့်ဆက်သွယ်ဆောင်ရွက်သောလုပ်ငန်းများအောင်မြင်မည်ထွက်နေသောရွှေပစ္စည်းများလက်ဝယ်ပြန်လည်ရရှိမည်စနေနံ T ဖနက်အထက်အစရှိသည့်များအပြည့်စည်ရှိပါက အသည့်အစားထိုးဝယ်ယူရန်မသင့်ပါရဝေးတွင်ရောက်ရှိနေသူများနှင့်ပူးပေါင်းဆက်ဆက်၍အလုံးများလောက်ကိုင်း င်းပြီးအောင်မြင်ပါလိမ့်မယ်အကျိုးပေးသောအရာအဝါရောင်အပြာရင်ရောမိခိုးရောင်အစိမ့်ရောနုနေရောင်နပြရောင်တို့ကိုအလုံးအနာပြုဖြည့်ဆို့ရာတွင်၎င်းအရေးကြီးကိစ္စများဆောင်ရွက်ရာတွင်၎င်းရွေးချယ်ဝတ်ဆင်သုံးစွဲတင်ပါတယ်ကံကောင်းစီသောပန်များမှာပိန်ပောင်းမင်းရောင်စုံကျဲတခွန်ပန်ပရိမနိုင်ပန်ကြောင်မန်းပွင့်တို့သည်ကံပွင့်လက်ွှင်စီသောပန်များဖြစ်၍ဖျားကတ်လူပူဇော်၍အလိုရှိရာဆန္ဒပြုနိုင်ပါတယ်အကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းစနေနေ့မွေးသူအားလုံးတို့သည်အတ ိန်နမိတ်ထူရရွေတော်၎င်းထူကြသောနမိတ်ရရွေထီထောသောအခါတွင်၎င်းညံခွင့်အသုံးချ၍ထီထူပါယခုကာလအတွင်းအချိုးပေးသောကဏ္ဍများမှာ36ကိုလီကဏ္ဍများဖြစ်ပါれရရရကျွေးပကံများတစ်ချက်ပေါ်တွင်ငပြောပဲခင်း၍မာဂလာသီးတင်ကဖရကတ်လိုပါစနေနေ့ညနေ3:00နာရီအချိန်တွင်စကုနဲ့ထန်းလေးရဲ့ဆက်တခဲထုတ်ကခွေးကိုပြစ်ပေါက်ကျွေးမွေးပါအဝတ်ထည်အောင်များကိုဆွင့်ကြဲခြင်းဆွင့်ပစ်ခြင်းပြုလုပ်ပါတရင်ကျွေးလာတွင်နှင်းပန်းအိမ်ဖျားတွင်မလူကောင်းမှာ ဇနီးသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇနီးသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်ညီမရိုးရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့ညီမရိုးရပါရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်